MSP စဘူဒီပါမှာအချစ်ဆုံးဆိုတဲ့တိုက်တယ်တခုကို ပထမဆုံးစဉ်းစားမိတဲ့ artist ပေါ့နော်ခုနကြော်ထင်ဦးစေအောင်မင်းရဲ့သားဦးအောင်ကိုမင်းရှိရနေပြီးတော့တလုံးကိုတသိမ့်ပေးပြီးတော့ဝယ်ယူတာဖြစ်ပါတယ်ဘဘဦးဒုခကဘဒူပြိုင်လို့လှပါတော့နိုင်ဆိုတဲ့စကလုံးကိုကံမြေအကျော်ရှိရနေပြီးတော့အဲ့ခေတုန်းကကျွန်တော်ငွေမောက်မှားမှကြောက်လို့မပြောတော့အဲ့လောက်နဲ့ပေးပြီးတော့ဒီရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်တယ်အနုပညာဆိုတာ ဖန်တီးမှုတစ်ခုဆိုပါလားမြမကြီးတွေတရတွေကိုပေါင်းလိုက်တာနဲ့တလုံးကိုတသိန်းတန်ပါလားဆိုတော့ကျွန်တော်ပြကြင်တာပါဟုတ်ကဲ့ MSP အဲဒီနေ့ကကျွန်တော်တို့စပူဒီပါမှာအချစ်ဆုံးဆိုတဲ့တိုက်တယ်တစ်ခုကိုကျွန်တော်တို့ register လောက်တာပေါ့နှလုံးသားနဲ့မှတ်ပုံတင်တဲ့ပွဲဖြစ်ပါတယ်အဓိကတော့မီဒီယာတွေကိုဒီနာမည်လေးကိုကျွန်တော်တို့ဇက်ထုတ်တုံးထုတ်ပါ ဇက်ထုတ်တုံးတုံးမှာဒီနာမည်တစ်မျိုးတည်းတုံးမှာဖြစ်ပါတယ်ဇက်ထုတ်တုံးတုံးဆိုတဲ့နေရာမှာအော်ပရာရဲ့ပြဇက်ရဲ့နောက်ပိုင်းဇက်တော်ကြီးပဲမှာနာမည်အမျိုးမျိုးမပြောင်းတုံးမယ်နဲ့အော်ပရာကလည်းဒါပဲပြဇက်ကဒါပေမဲ့အကြောင်းအရာတွေကကွဲလွဲသွားမယ်အဲဒါလေးရှိတယ်နောက်တစ်ခုရှိတာကဒီနာမည်ကိုပထမဆုံးစဉ်းစားမိတဲ့ artist ပေါ့နော်ခုနကကြော်တင်ဦးစေအောင်မင်းရဲ့သားဦးအောင်ကိုမင်းရှိရနေပြီးတော့တလုံးကိုတသိမ့်ပေးပြီးတော့ဝယ်ယူတာဖြစ်ပါတယ်ဟုတ်ကဲ့ process ကိုဆိုရင်ဒီဘက်မှာပထမဆုံးစင်တင်တေဂီတာအော်ပရာကြီးဆိုတာရှိတယ်။သူကတော့ဒတဂီရီအကြောင်းကို focus လုပ်မှာဖြစ်ပါတယ်။ဒတဂီရီအကြောင်းဒီမှာထူးခြားတာကဒီတနာရီလောက်မှာတေဂီတာတွေနဲ့ပဲတီးဝါပြီးတော့စကားတစ်လုံးပဲပြောတယ်။စကားဒီမေတီတာစကားတစ်လုံးပြောသွားတယ်။ဘာလဲဆိုတာကတော့ကျွန်တော်မပြောသေးဘူး။လာကြည့်မှသိမယ်။နော်ဒါကတော့ထူးခြားချက်ပေါ့နော်။အော်ပရာနောက်ပြီးတော့ဒီမှာကြားတောင်ပါတယ်။ အဓိကကျွန်တော်တို့ရုပ်ရှင်ဟိုကျွန်တော်ဒီလောကမှာမြင်ဘူးနေတဲ့အဲဇာတ်သမိုင်းလောကမှာမြင်ဘူးနေတဲ့စက်ကူကြားမဟုတ်ဘူးလူဝင်ပြီးတော့ဂျုံးနေထိုးနေတဲ့ကြားမဟုတ်ဘူးဒီကြားကကျွန်တော်တို့ဤပညာတစ်ခုနဲ့ဖန်တီးထားတဲ့ကြားဖြစ်ပါတယ်အဲဒါကတော့အော်ပရာနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့အော်ကက်စထရာဝိုင်းနဲ့လည်းကျွန်တော်တေးဂီတာတွေဖန်တီးပါဖြစ်ပါတယ်ဗောနော်အော်ပရာဖန်တီးမှုကစကားတစ်လုံးနဲ့ပြောမယ်ဆိုတာကအော်ပရာဖန်တီးမှုဒါပေမဲ့တိုက်တယ်ကြီးကိုစဉ်းစားတာက ဥက္ကုမင်းကစဉ်းစားတာကျွန်တော်အဲ့နာမည်ကိုကြိုက်လို့ဟိုကျွန်တော်တို့ကြားဘူးမှာပေါ့ဘဘဥဒုခကဘဒူပြိုင်လို့လှပါတော့နိုင်ဆိုတဲ့စကလုံးကိုကံမြေအကျော်ရှိရနေပြီးတော့အဲ့ခေတုန်းကကျွန်တော်ငွေမောက်မှားမှကြောက်လို့မပြောတော့အဲ့လောက်နဲ့ပေးပြီးတော့ဒီရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်တယ်ဒါပေမဲ့အဲ့ဒါကအဲ့တိုက်တယ်ကိုပဲဝယ်တာပေါ့နော်အဲ့သဘောမျိုးပါပဲနော်ကျွန်တော်အဲ့ဒီစကလုံးဒါပေမဲ့ကိုးလုံးဆိုရင်ကျွန်တော်လည်းမဆိုင်တော့ဘူး ခုနှစ်လုံးဆိုရင်ကျွန်တော်နာမည်ဆိုင်တော့ဘူးဒီရှစ်လုံးဆိုရင်ဒီဒီနာမည်อ่ะဒါကျွန်တော်ကျွန်တော်နာမည်ဖြစ်သွားပြီကျွန်တော်နာမည်ဖြစ်သွားပြီအခုရုပ်ရှင်လောကမှာလည်းမရှိဘူးဘာလောကမှာမှမရှိဘူးဒီစကလုံးอ่ะအဲကျွန်တော်တို့မူပိုင်ဖြစ်သွားပါပြီဘာပြောချင်တာလဲဆိုတော့အနုပညာဆိုတာဖန်တီးမှုတစ်ခုဆိုပါလားမြမကြီးတွေတရတွေကိုပေါင်းလိုက်တာနဲ့တလုံးကိုတသိန်းတန်ပါလားဆိုတော့ကျွန်တော်ပြချင်တာပါโอเค အဲကျွန်တော်တို့ခေပညာတွေသုံးပါမယ် lighting တွေဆို LED တွေခေပညာတွေပေါင်းသုံးပါမယ်ရှေယိုတမ်းမစင်တွေလည်းသုံးပါမယ်ကျွန်တော်တို့အဲ့မှာဒုတိယအပုပ်ဆိုရင်ဇက်တော်ကြီးနောက်ပိုင်းဇက်တော်ကြီးဆိုရင်စာရန်စင်မင်အကြောင်းနဲ့ဆူလာတုပဒါရဲ့အချစ်ကြီးပုံအကြောင်းကိုပြောထားတာပါအဲ့မှာစုံငူပြောတွေပါပါမယ်ဒါပေမဲ့ကျွန်တော်တို့ခေပညာတွေနဲ့သုံးပြီးတော့စုံငူပြောတွေနဲ့သွားပါမယ်အဲ့တော့စင်ကြီးတွေပါမယ်ကြောက်ဆက်စင်ကြီးတွေပါမယ်အဲနောက်ပြီးတော့မှဟိုဘက်မှာ စပူတူပါမှာအချက်ဆုံးပဲပြဇက်အာသူကြတော့အခုခေတ်ပြဇက်ဟယ်လီကော်ပတာကြီးတွေပါမယ်ပရိသတ်တွေကိုစက်ကူတွေလွှင့်မယ်ပလတ်စတစ်တွေလွှင့်မယ်ဟာလာကြည်နေနေမျက်နှာမှာလာခုပလတ်စတစ်တွေလာကတ်မယ်ဟယ်လီကော်ပတာကဟိုဘာဖြစ်တယ်မလားပပငါလဲမယ်လဲတော့ပရိသတ်တွေကိုစက်ကူတွေလာကတ်မယ်ဟာတို့ကပဲပွဲကြည့်ရမလားစက်ကူတွေဖယ်ရမလားဟာလာဒါဒါပြောစရာလည်းကောင်းပါတယ်ဗောနော်ဟုတ်ကဲ့ဒီလိုတွေတင်ဆက်มาဖြစ်ပါတယ်ဒီကျန်လေးလေးပြောပြပါဦးအမြမစက်ပင်ကိုမျက်ခြေပြတ်နေကြတဲ့အခုနောက်လူတွေ ကိုကျွန်တော်ချိတ်ချိတ်ပြီးတာပါကျွန်တော်တို့အသက်90ရဲ့အထက်ကတော့မြန်မာဆက်သမီးမျက်ခြေမပြတ်ကြဘူးအသက်40ရဲ့အောက်ကမြန်မာဆက်သမီးအစ်စ်ကိုဗာလေမျက်စိမျက်ခြေပြတ်သွားပါပြီနော်โอเคအဲကျွန်တော်မပြင်းအောင်လုပ်ပေးရတာပေါ့ပြင်းတယ်လို့ပြောတယ်မှာလားပြင်းလို့ပြောကျွန်တော်တချင်းကြီးကိုကျွန်တော်တချင်းကြီးကိုကျွန်တော်အော်ကက်စထရာကြီးနဲ့တီးချလိုက်တာလူတွေကြိုက်ကုန်ကြအောင်အဲ့တော့ကျွန်တော်တို့ကရိုးရိုးလေးကနေရင်လူတွေကမကြိုက်ပါဘူး မကြိုက်မကြိုက်တော့ပါပဲအခုနကြာကြီးတွေစင်ကြီးတွေပါလာတော့ဟာမျက်စိမျက်စိပြတော့ဟာဒီကြာရိုးရိုးပါလူဝင်တဲ့ကြာမဟုတ်ဘူးဟာအမေအဲ့သူဘယ်လိုလောက်တာလဲမသိဘူးဟာ lighting ပြီးတာတာကောင်းတယ်အဲဒီလူတွေဒီလူတွေစိတ်ဝင်စားစရာကောင်းတယ်အဖွဲအနှဲ့တွေဟာတန်ကြာကအင်ဂျီတွေဝင်မယ်ဟာလာမမမရဘော်ဂျက်တိုးတွေလောက်နေမရအောင်တန်ကြာကအိုဂျီတွေဝင်မယ်ဟာတို့ဂျူမုံဇက်ကားတွေရလို့ဟာလာဒါတွေဝင်မယ်အဲအဲ့လိုတွေကျွန်တော်ပို့ပြီးကြိုးစားရတာပေါ့နော်ဟုတ်တပင်မှာတပါဖြစ်နေတဲ့ ဆရာကြီးတွေပါပါတယ်ဟာလာဥရွှေကလေးလို့ဟုတ်ရွှေမင်းတင်မောင်လက်ထက်လောက်သေးပါစားကြတဲ့သူတွေပါတယ်လို့တီဝိုင်းမှာဆိုရင်လည်းဇတ်သမင်ပါနဲ့နေတဲ့တီဝိုင်းဆရာကိုရဲအောင်တို့ပုံကမျိုးတွေပါပါတယ်တော့ကျွန်တော်ကိုယ်တိုင်ကလည်းဇတ်သမင်တော်တော်များတော်တော်များများမှာအဲကျွန်တော်ဖန်တီးပေးခဲ့တဲ့နှစ်ကအနှစ်20တက်တန်းရှိပြီပါပြီအဲ့တော့အားလုံးဇတ်သမင်တစ်ခစ်ဇတ်သမင်တစ်ခစ်ဖြစ်အောင်ကျွန်တော်တို့ဖန်တီးပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ကျွန်တော်ငငယ်တုန်းကပန္ဒရာအကြောင်းမူကြောင်တက်ဖို့လောက်တာ ဖေဖေရခွင့်မပြုလို့ဘွဲပဲယူလိုက်ရတယ်အဲ့ဒါနဲ့ကျွန်တော်အမရဘူးပန္နာချောင်းကိုညဆောင်တက်တယ်စုကရည်တီးပြိုင်တယ်စုကရည်တီးမှလည်းကိုစားပြုတွေဖြစ်တယ်မင်းသားပြည်အဲ့ဒါပဲနောက်ပြီးတဲ့ကတော့ဒီကိုမိုးမင်းတမောင်ဇမင်းဝင်းဆွမ်းစာနီအကုန်လုံးတွေ့သူတို့ကိုခါတယ်ထူးထူးဆန်းဆန်းနေဖြစ်အောင်ကျွန်တော်နှစ်ပေါင်းများစွာဖန်တီးခဲ့ပြီးဘိုးဘရားဘွဲကြိုက်ခေါက်အာရွှေဘုံမျိုးတော့အများကြီးကျွန်တော်တို့လုတ်ခဲ့ပြီးပါပြီကျွန်တော်လည်းမင်းသားကောင်းပေါင်းနဲ့ခါကြရင်ကကျင်ထွက်ကားလိုက်တာပဲ အဲ့တချင်းဒီနောက်ပြီးဂီတပေါ့နော်အော်ကက်စထရာဝိုင်းလက်တီထောင်ထားရဆိုတော့အော်ကြပါပြီကျွန်တော်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းငွေပါစုရတာပေါ့ဗျာအဓိကတော့နော်အော်ကျွန်တော်ကတညကိုတပုတ်ပဲပြမယ်ဒီနေ့ညအော်ပရာပြလဲဆိုရင်နောက်ပြန်ညကိုပြဆက်ပြမယ်နောက်ညကိုခုနပြောတဲ့နောက်ပိုင်းဆက်တော်ကြီးပြမယ်တညတွေကိုသုံးခုလုံးမပြဘူးနော်အထူးအထူးစပယ်ရှယ်ပြပါမယ်တညတညကျန်တာတွေကတော့နှစ်ပါးသွားတို့ဘာတို့အဲ့လိုတွေလာမှာပေါ့ဟုတ်ကဲ့ဒေရောဘယ်မှာဘယ်လိုပုံစံ အခုပထမအဆုံးစပြမှာတော့တရင်ကျွတ်မှာကျွန်တော်တို့ဘာမှလဲမြန်အောင်เนาะမြန်အောင်မှာတာဝန်နာတရင်ကျွတ်ပွဲတော်ကြီးမှာစမယ်ပြီးတာနဲ့ကျွန်တော်တို့တကက်ထင်ခဲ့ရပွဲတော်ကြီးဖြစ်တယ်မကွေးမြတ်တလုံးဖရားပွဲမှာကျွန်တော်တို့ဝင်มาဖြစ်ပါတယ်မြန်မာစတာဘာသာ